ဘောင်းတလယ်မြို့လမ်းစုံတွင်ကြံ့ဖွတ်ပါတီမဲဆွယ်ဆိုင်မှုလေတက်၍လဲကျသွားမှုကိုဟားတိုက်ရီမောသည့်ပြည်သူတို့ကိုရွေးကောက်ပွဲနှောက်ယှက်မှုဖြင့်ဖမ်းဆီးကြောင်းတည်ရပါသည်။ပဲခူးတိုင်းဘောင်းတလယ်မြို့လမ်းစုံတွင်ကြံ့ဖွတ်ပါတီမဲဆွယ်ဆိုင်မှုလေတက်၍လဲကျသွားမှုကိုဟားတိုက်ရီမောခဲ့သည့်ပြည်သူတို့ကိုရွေးကောက်ပွဲနှောက်ယှက်မှုဖြင့်ဖမ်းဆီးလိုက်ကြောင်းမြို့နေပြည်သူများကပြောပါသည်။နိုဝင်ဘာလ29ရက်နေ့နနက်10:00နာရီအချိန်ဘောင်းတလယ်မြို့လမ်းစုံတွင် ကျန့်ဖို့ပါတီမှလွှတ်တော်ကိုယ်စားလှယ်လောင်းများဤမဲဆွဲဆိုင်ပုတ်မှာလေတက်၍လဲကျသွားခဲ့ကြောင်းထို့သောလဲကျသွားမှုကိုပေါင်းတလဲမြုပ်ပေါ်မှပြူစောတီကောင်းဆောင်ဝင်းစော်ကလာရောက်ကြည့်ရှုပြီးအနီးအနားမှပြည်သူများကိုဘယ်သူတွန်းလှဲသလဲဟုလိုက်လံမေးမြန်းကြောင်းအနီးအနားမှပြည်သူတို့ကလည်းလေတက်၍လဲသွားကြောင်းရှင်းပြကြကြောင်းထိုအချိန်လမ်းဖြတ်သွားသောဦးအောင်မြင့်ကစိုင်းမုံမလဲဇေလိုပါကလက်ဖြင့်ကင်ထားတဲ့သည်ဟုစနောက်ပြီးဟားတိုက်ရီမောခဲ့ကြောင်း ပြူစောဒီခေါင်းဆောင်ဝင်းစော်ကရဲကိုဖုန်းဆက်ခေါ်၍စိုင်းမုတ်လက်မှုအပေါ်စောင်းနောက်ဟာတိုက်ရီမောသည့်ဦးအောင်မြင့်ကိုဖမ်းဆီးခိုင်းခဲ့ကြောင်းသိရှိရပါသည်။ဘောင်းတလယ်မြို့မှာဘသူမှအုတ်ချုပ်ရိပ်မှုလုပ်မဲ့သူမရှိလို့ပြူစောဒီခေါင်းဆောင်ဝင်းစော်ကအုတ်ချုပ်ရိပ်မှုတက်လုံနေတာ။ကြံ့ခံရေးစိုင်းမုတ်လေတိုက်လုံလဲတာကိုဘသူလုံလဲဆိုပြီးလိုက်မိတယ်။လေတိုက်လုံလဲတာလို့သိရပေမဲ့သူနဲ့လူချင်းရင်းနှီးတဲ့ဦးအောင်မြင့်ကစိုင်းမုတ်မလဲကြဈေးချင်းရင်လက်နဲ့ကင်ထားပေါ့ကွာဆိုပြီးလူချင်းတိတော့စတာ။ အဲနောက်ကိုဝင်းစော်ကဦးအောင်မြင့်ကိုခင်ဗျဘာပြောတာလဲဘာဖြစ်ချင်တာလဲဆိုပြီးပေါင်းတလဲရဲစခန်းကိုဖုန်းဆက်ပြီးဦးအောင်မြင့်ကိုဖမ်းခိုင်းတာအခုတော့ဦးအောင်မြင့်ကိုဖမ်းသွားပြီဟုဒေသအပြည်သူတို့ကပြောဆိုပါတယ်ယနေ့ညနေပိုင်းလေတက်၍လဲကျသွားတော့ကျန့်ဖို့ပါတီမဲဆွယ်ဆိုင်ဘုတ်ကိုပြူစော်တီကောင်းဆောင်ဝင်းစော်ကပြန်လဲဆိုင်ထူပြီးနောက်ပြူစော်တီနဲ့ရဲတချို့ကိုစောင့်ချထားကြောင်းသိရှိရပါတယ် ပြူစောတိကောင်းဆောင်ဝင်းစော်မှာရဲတပ်ဖွဲ့မှတာဝန်ထမ်းဆောင်ရင်းအလုထုတ်ခန္ဓာရသောရဲတသားဟောင်းတဦးဖြစ်ပြီးပေါင်းတလဲမြုပ်ပေါ်တွင်ကုံကားများကိုငွေညစ်ဖမ်းဆီးခြင်းလူငယ်များကိုစစ်မှုထမ်းဖြစ်ပေါ်တာဆွဲဖမ်းဆီးခြင်းငွေညစ်ခြင်းများအမြဲလုံးစောင့်နေသူဖြစ်ကြောင်းသိရှိရပါသည်နိုင်ငံဖြတ်ကျော်ကြားဖြတ်ငွေလိမ်လုပ်ငန်းများကိုအကြမ်းဖက်စစ်တပ်ကစနစ်တကျကာကွယ်ပြီးစစ်စရိတ်ရှာဖွေနေကြောင်းမွန်ပြည်သက်ပါတီစစ်အာဏာရှင်တိုက်ဖြတ်ရေး MNSP AD ကကြေညာလိုက်ပါတယ်။နိုင်ငံတကာနဲ့ ်ပူပေါင်းဆောင်ရွက်ရန်နိုင်ငံဖြတ်ကျော်စိုက်ဘာရစမှုနှိမ်နှင်းရေးအလို့အဖွဲ့ကို MNFSB ကဖွဲ့စည်းလိုက်ပါတယ်။အကြံဖက်စစ်ကောင်စီသည်နိုင်ငံဖြတ်ကျော် online ငွေလိမ်လည်မှုကြားဖြတ်နှင့်လူကုန်ကူးမှုလုပ်ငန်းများကိုစနစ်တကျအကာအကွယ်ပေးကာကိုကျိုးစည်းဝါးရှာဖွေနေပြီးအဆိုပါလုပ်ငန်းများမှရရှိသည့်ငွေကြေးများကိုစစ်လက်နက်များတပ်ဆင်၍ပြည်သူများကိုအကြံဖက်တိုက်ခိုက်ရာတွင်အသုံးပြုနေကြောင်းမွန်ပြည်သက်ပါတီစစ်အာဏာရှင်တိုက်ဖြတ်ရေး NMSP AD ကနိုဘာလ25ရက်နေ့တွင် ထုတ်ပြန်လိုက်ပါတယ်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်းမြန်မာနိုင်ငံတွင်စိုးရွားစွာဖြစ်ပေါ်နေသောလူကုန်ကူးမှုမြန်မာနှိပ်စက်မှုနှင့်အွန်လိုင်းဝေလင်လည်မှုများသည့်မတော်တဆဖြစ်ပေါ်လာခြင်းမဟုတ်ပဲအကြမ်းဖက်စစ်အာဏာရှင်နှင့်၎င်း၏လက်အောက်ခံအဖွဲ့များကတက်ကြွစွာအားပေးကူညီကာလုံခြုံရေးယူပေးထားကြောင်းထို့သောအကြမ်းဖက်စစ်တပ်နှင့်လက်အောက်ခံအဖွဲ့များကြောင့်အဆိုပါလုံခြုံများကြီးထွားလာခြင်းဖြစ်ကြောင်း NMSP AD ကပြောပါသည်လက်ရှိတွင်နိုင်ငံပေါင်း89နိုင်ငံမှပြည်သူအများပြားလူကုန်ကူးခံနေရပြီးအမေရိကန် UK နဲ့တရုတ်နိုင်ငံပါဝင်ကမ္ဘာလုံးဆိုင်ရာငွေကြေးဆုံးရှုံးမှုသည်နှစ်စဉ်အမေရိကန်ဒေါ်လာ15ဘီလျံကျော်ရှိနေကြောင်းအကြမ်းဖက်စစ်ကောင်စီကအဆိုပါတရားမဝင်အမျက်ဆိုးများကိုအသုံးပြု၍စစ်ရန်ရများကိုတိစောက်နေခြင်းသည်ဒေသတွင်တည်ငြိမ်မှုကိုပါကြီးမားစွာချိန်ချောင်းလျက်ရှိကြောင်းထို့ကြောင့်နိုင်ငံဖြတ်ကျော်ရာဇမှုများကိုတတ်ဖြတ်ရန်အတွက် MMSP ADN ဖြင့်နိုင်ငံဖြတ်ကျော်စိုက်ဘာနေနေရဲ့အလို့ဖွဲ့ Working Team ကိုဖွဲ့စည်းလိုက်ပြီးလူကုန်ကူးခံရသူများအားကူညီထောက်ပံ့ခြင်း ပိမိနေသူများကိုရှာဖွေကယ်ဆယ်ခြင်းလုပ်ငန်းများတွင်နိုင်ငံတကာနှင့်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရှိရပါသည်ထို့ပြင်အမေရိကန်တရားရေးဌာနနှင့် FBI တို့ကဖွဲ့စည်းလိုက်သည့် Scam Center Strike Force အပါအဝင် Thai, Thai, UK, Korea နဲ့ဂျပန်နိုင်ငံတို့ရဲစုမှုတပ်ဖြတ်ရေးဂျိုးပတ်မှုများကိုကြိုဆိုပြီးရင်းအဖွဲ့စည်းများနဲ့အပြည့်အဝပူးပေါင်းဆောင်ရွက်ရန်အသင့်ရှိကြောင်းလည်း MSP AD ကကြေညာလိုက်ပါတယ်။ MSP AD အနေဖြင့်မွန်ပြည်နယ်နဲ့ မြန်မာနိုင်ငံကိုဖျက်ကျော်သည့်ဝင်လင်လဲမှုလုပ်ငန်းများကင်းစင်သည့်ဒေသအဖြစ်တိစောက်သွားမည်ဖြစ်ပြီးအဆိုပါရည်စမှုများ၏ဘိုးအချက်ဖြစ်သောအကြမ်းဖက်ဆက်အနာရှင်များနဲ့၎င်းတို့၏လက်အောက်ခံများကိုတရားစီရင်နိုင်ရေးအတွက်မဟာမိတ်တော်နိုင်အင်အားစုများနိုင်ငံတကာဖွဲ့စည်းများနဲ့လက်တွဲဆောင်ရွက်သွားမည်ဖြစ်ကြောင်းထုတ်ပြန်ထားပါသည်။ကွန်ချန်ကုန်းတောင်ကုန်းကျေးရွာအုပ်ချုပ်ရေးမှူးမြင့်စောက NLD ပါတီထောက်ခံသူအမျိုးသမီးတအူးကိုမဒိန်ကျင်ပြီး ရွေးကောက်ပွဲနှောက်ယှက်မှုဖြင့်ယင်းအမျိုးသမီးကိုဖမ်းဆီးခိုင်းကာတရားရုံးကထောင်ဒဏ်9နှစ်ချမှတ်ကြောင်းတရားပါတယ်။ရန်ကုန်တိုင်းကွမ်ချန်ကုန်းမြို့နယ်တောင်ကုန်းကျေးရွာအုပ်ချုပ်ရေးမှူးမြင့်စောကအမျိုးသမီးတဦးကိုအတင်းအဓမ္မလိန်ပိုင်းဆိုင်ရာချင်းချောက်အနိုင်ကျင့်ပြီးပြုကျင့်ခံရသည့်အမျိုးသမီးကိုရွေးကောက်ပွဲနှောက်ယှက်မှုဖြင့်ဖမ်းဆီးကာထောင်ဒဏ်9နှစ်ချမှတ်ကြောင်းပြဒံကြခါရသောအမျိုးသမီးမိတ်ဆွေများကပြောပါတယ်အော်တိုဘားလ6ရက်ဝန်ချံကုန်းမြို့နယ်တောင်ကုန်းကျေးရွာအုပ်ချုပ်ရေးမှူးမြင့်စောက တရွာတဲ့နေ NLD ပါတီဝန်ရံသူအမျိုးသမီးကိုချိန်ချောက်မရင်ကျင်ခဲ့ကြောင်းယင်းနောက်အဆိုပါအမျိုးသမီးကတိုင်ကြားရန်စူးစမ်းသောအခါအုတ်ချုပ်ရေးမှုမြင့်စော်ဤဇနီးဖြစ်သူကယင်းအမျိုးသမီးကိုမဲယုံလုံငါနှောက်ရှက်မှုဖြင့်အော်တိုဘာလ23ရက်နေ့တွင်ရဲခေါ်ဖမ်းဆီးခဲ့ကြောင်းနိုဘာလာစကိုရနေတွင်ရွေးကောက်ပွဲနှောက်ရက်ဖြစ်စီသောပုံမှန်များဖြင့်အတ္တမပြုကျင့်ခံရသော NLD ဝန်ရံသူအမျိုးသမီးကိုထောင်ဒဏ်9နှစ်တရားရုံးကချမှတ်လိုက်ကြောင်းသိရှိရပါသည်။ရွာအုပ်ချုပ်ရေးမှူးဇနီးခင်မာတင်က ယက်ကြီးရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌလို့တော့အတမပြုကျင့်ခံရလို့တိုင်ဖို့စူးစမ်းတဲ့အမျိုးသမီးကိုမဲယုံကုံနှောက်ရက်တယ်ဆိုပြီးဖမ်းခိုင်းတာပြီးတော့ရွေးကောက်ပွဲနှောက်ရက်ဖြစ်စည်းတယ်ဆိုပြီးဖမ်းဆီးပြီးထောင်ချလိုက်တာမရင်ကျင့်ခံရတဲ့အမျိုးသမီးကတရားရုံးမှာသူအတမပြုကျင့်ခံရကြောင်းတိုင်ကြားပါတယ်ဒါပေမဲ့ပြုကျင့်သူအုပ်ချုပ်ရေးမှုမြင့်စော်ကိုအရေးယူတာမရှိပါဘူးမရင်ကျင့်သူကိုအရေးမယူပဲအနိုင်ကျင့်ခံရသူကိုနိုဘာလ19ရက်နေ့မှာရွေးကောက်ပွဲနှောက်ရက်မှုနဲ့ထောင်နာခွင့်နဲ့မတရားချလိုက်တာပါဟုတ် ပြုတ်ချင်းခံရသောအမျိုးသမီးမိတ်ဆွေက ရှင်းပြပါရယ်မရင်းပြုတ်ချင်းခံရသောအမျိုးသမီးခင်ပေါ်နိုင်ငံခြားရောက်ရှိနေပြီးအမျိုးသမီးမှာ2020ရွေးကောက်ပွဲကာလ NLD ပါတီကဝန်ရံခဲ့ကြောင်းရင်းအချက်ကိုအုတ်ချုပ်ရေးမှုမြင့်စော်ကအချက်ကင်က PDF နဲ့ဆက်သွယ်သည်ဟုဆွဆွဲပြီးစစ်တပ်နဲ့ရဲကိုဖန်ခိုင်းပြီးပိုင်းဆိုင်မှုများတင်ခန်းမည်ဟုချိန်ကြ၍အတ္တမမရင်းကျင့်ခဲ့ကြောင်းထို့ပြင်အုတ်ချုပ်ရေးမှုမြင့်စော်ကမရင်းပြုတ်ချင်းခံရသည်တမိဖြစ်သူကိုပါထပ်မံပြုတ်ချင်ရန်စူးစမ်းလာကြောင်းသိရှိရပါသည်အုတ်ချုပ်ရေးမှုမြင့်စော်က တောင်ကုန်းရွာသူရွာသားတွေကိုလည်းသူ့ကိုတန်းရင် PDF နဲ့ဆက်သွယ်တယ်ဆိုပြီးဖမ်းခိုက်မယ်လို့ချင်းကြောက်ထားတော့တရားလုံးကကြောက်ပြီးဘသူကမှမပြောရဲမတန်ရဲကြဘူးရွာထဲမှာသူ့ရဲ့ချင်းကြောက်အနိုင်ကျင့်မှုကိုခံရတဲ့အခြားအမျိုးသမီး၃လေးဦးလောက်ရှိပါသေးတယ်သူတို့ကတော့မိသားစုအဆက်ကုံတိတ်ခါကြောင့်ထုတ်မပြောရဲကြဘူးဟုဒေသပြည်သူတို့ကပြောဆိုပါတယ်ဘုတ်ကူလာဝကရုံမှာပြူရွာတွေကမဟုတ်ရင်မှတ်ပုံတင်လုပ်မပေးကြောင်းတီးရပါတယ်မကွေတိုင်းဘုတ်ကူမြို့နယ်က စစ်ကောင်စီရဲ့လူဝင်မှုကြည်ကြဲဦးစီးဌာနလာဝကယုံမှာကျေးရွာတွေကမှတ်ပုံတင်လာလို့သူတွေကိုပြူစောတိရွာတွေကမဟုတ်ရင်လုံမပေးကြအောင်ဒေသခံတွေကပြောပါတယ်ဘိုးကူခရိုင်ထဲမှာပါတဲ့ပေါင်းတဲ့ညံမြုံတွေကပြည်သူတွေဟာ၎င်းတို့ရဲ့မြုံနေတွေမှာလာဝကယုံတွေပိတ်ထားတဲ့အတွက်ဘိုးကူမြုံကခရိုင်လာဝကယုံမှာမှတ်ပုံတင်သွားလို့ရကြအောင်ဒါပေမဲ့ပြူစောတိရွာတွေကမဟုတ်ရင်မှတ်ပုံတင်လုံမပေးတာတွေကြုံနေရတယ်လို့ဒေသခံတွေကပြောပါတယ်ဘယ်ရွာကလည်းမေးတယ် ပြူရာတွေကမဟုတ်ရင်လုံးဝလုံးမပေးဘူးလို့ပေါ့မြုံနဲ့ကြေးမတွေ့ရမှမှုတ်ပွန်တင်တော်လုပ်ခဲ့သူလူငယ်တူကပြောပြပါတယ်။ဒါအပြင်ရေစုံနဲ့စိတ်ဖြူမြုံနယ်တွေမှာလည်းရုံးဖွင့်ထားပေမဲ့တော်လိုင်းရဲ့အားကောင်းတဲ့ရွာတွေကဆိုရင်လုံးမပေးတာငွေသိမ်းချီတောင်းတာတွေကြုံနေရတယ်လို့ဒေသခံတွေကပြောပါတယ်။ဒေသခံတွေဟာအလုတ်ကိစ္စအရနေဝေးသွားခြင်းရင်မှတ်ပုံတင်မပါရင်စစ်တပ်ဂိတ်တွေမှာချိန်ကျငွေညစ်တာတွေအလုတ်ရဖို့ခက်ခဲတာတွေဖြစ်လိမ့်ရှိတဲ့အတွက်မှတ်ပုံတင်ရအောင်စူးစမ်းနေရကြောင်းဒေသခံတွေကပြောပါတယ်။ အာနာသိန်းကာလတွင်ဝင်ငွေကောင်းနေတဲ့ဌာနတွေထဲလာဝကရုံးတွေလည်းပါဝင်နေပြီးမှတ်ပုံတင်ရဖို့ငွေသိန်းချီတောင်းယူနေတယ်လို့သိရပါဗျ။မုံရွာ6ဦးလမ်းပိုင်းတွင် ပြည်သူစီကစက်ကြီးကောက်ခံနေသည့်စေုပ်စုပြကခံရပြီးတဦးတေကနှစ်ဦးတန်ရရကြောင်းသိရပါဗျ။စကိုင်းတိုင်းမုံရွာ6ဦးလမ်းပိုင်းမှာပြည်သူတွေစီကငွေကြေးကောက်ခံနေတဲ့စေုပ်စုကိုပြစ်ခတ်တိုက်ခိုက်ရာစေုပ်စုဘက်ကတယောက်တည်ပြီးနှစ်ယောက်တန်ရရရှိခဲ့တယ်လို့ Area 71 LPD မုံရွာတပ်ဖွဲ့ထံကသိရပါဗျ။ နိုဘာလ26ရက်နေ့မနေ့7နိုင်ခွဲလောက်မှာကားတွေကိုတားပြီးခီးသွွားတွေစီကအတမငွေကြေးကောက်ခံနေတဲ့စစ်ကောင်မရှင်တပ်နဲ့ပြူစောတိတွေကိုကာကွယ်ရေးတပ်ဖွဲ့တွေကမုံရ6ဦးလမ်းပိုင်းမြန်မာမန္တန်73စီဆိုင်အနီးမှာပစ်ခတ်ခိုက်ခဲ့တာဖြစ်ပါတယ်ဒီလိုတိုက်ခိုက်ချိန်မှာအဆိုပါလမ်းပိုင်းရဲ့အခြားတနေရာမှာကင်းပုံဝတ်နေတဲ့စစ်သားတွေကပြန်လည်ပစ်ခတ်ခဲ့တာကြောင့်15မိနစ်ခန့်ကြာထိတွေ့မှုဖြစ်ပွားခဲ့ပြီးစစ်အုပ်စုဘက်ကတယောက်တည်းကနှစ်ယောက်တန်းရာရရှိပြီးကာကွယ်ရေးတပ်ဖွဲ့ဝင်တယောက်လည်းရှစ်ချီတန်းရာရရှိခဲ့တယ်လို့သိရပါတယ် လမ်းပေါ်တပိငွေတောင်းတာက9ယောက်လောက်လမ်းဘေးမှာကင်းပုံးဝက်နေတာကဆိုရင်အယောက်30လောက်ရှိမယ်ကျွန်တော်တို့ရဲဘော်တယောက်ကြီးရှက်ထိမှန်တရားရရှိတယ်မစိုးရင်ရပါဘူးလို့ Area 71 LPD မုံရတပ်ဖွဲ့တာဝန်ခံကပြောပါတယ်အဆိုပါလမ်းဘေးမှာစစ်ကော်မရှင်တပ်သားတွေငွေကြေးကောက်ခံနေတာတနစ်တော်ရှိပြီဖြစ်ကအခုတိုက်ခိုက်မှုကိုတော့ Area 71 LPD မုံရဖွဲ့ချင်းရင်ဒိုင်နမိုက်စလင်ဂျီအဖွဲ့နဲ့ Golden Peacock Attack Force အဖွဲ့တို့ကပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့သိရပါတယ် ဘယ်နဲ့ကြော်လောက်ပဲရှိအောင်မနစ်က2020လောက်ကမှအဲဒီနေရာကိုအမျက်လိုလိုစောင့်ပြီးခီးတဲ့ကားတွေကိုတားပြီး အတင်းအဓမ္မငွေတောင်းတာတွေလုပ်တယ်။နေတိုင်းလိုလိုပါပဲလို့အထက်ပါတာဝန်ရှိသူကဆက်လက်ပြောဆိုပါတယ်။ Area 21 LPDEP မုံရပူပေါင်းဖွဲ့ဟာနိုဘာလ14ရက်နေ့ကလည်းစလင်းကြီးမြုံနယ်ဝန်ပောင်ကုမ္ပဏီကနေဂျင်းလီတွေတဲဆောင်လာတဲ့တွဲကား23စင်းရင်ထန်းအတွက်လုံခြုံရေးလိုက်ပါလာတဲ့စေအုပ်စုကားတွေကိုဘုံရ6ဦးလမ်းမိုက်တနေရာမှာမိုင်းဆွဲတိုက်ခိုက်ခဲ့ပါသေးတယ်။ တိုက်ပွဲတိုင်းရှုံးနေသည့်နာမခစစ်တမ်းမှုကိုလက်စားမှုအကြောင်းပြကဖမ်းဆီးထိန်သိမ်း၍ရာထူးမှဖြုတ်ချကြောင်းသိရပါသည်။သကိုင်းတိုင်းအတွင်နှင့်ကချင်အဆက်ကြားဖြစ်ပွားနေသည့်တိုက်ပွဲများတွင်စစ်ကြောင်းလိုက်ဂစင်ကလေးအားပြေးရသည့်အထိရှုံးနေနေမှုများအတွက်အနောက်မြောင်တိုင်းစစ်ဌာနချုပ်နာမခစစ်တမ်းမှုကိုရာထူးမှထုတ်ပယ်လိုက်ကြောင်းသိရှိရပါသည်။မုံရွာချေဆိုင်နာမခစစ်တိုင်းမှုဘုံမှုချုပ်မျိုးမင်းထွေးကိုစစ်ကောင်ရှင်ကလက်ဆားမှုအကြောင်းပြ၍အနာဘေးကဖားသီးစစ်ဆေးနေခြင်းဖြစ်ကြောင်းတရင်ရင့်မြတ်ထာမှတီးရပါတယ် လူဆာယာဖာချုပ်ဘိုချုပ်မင်းသူကိုယ်တိုင်စစ်ဆေးနေတာစစ်တမ်းမှုမျိုးမင်းထွေးကိုအထဲမှာနှုံဖုံခါနေတာတတိတန်းကြီးထောင်ထဲကိုတွားရမှာပါဟုတပ်သရင်ရင်းမြစ်ကပြောပါတယ်ဘိုမှုချုပ်မျိုးမင်းထွေးနေရာကိုကလောမြို့အခြေဆိုင်စီဦးစီးတကတို့မှအเจ้าကြီးဘိုချုပ်ကျော်သူရကိုအစားထုတ်တာဝန်ပေးလိုက်ကြောင်းတရင်ရင်းမြစ်ကပြောပါတယ်တိုင်းစစ်ဌာနမှစီဦးစီးမူတရတန်းဘိုကြီးတူငွေကြေး30မှုများပြားလာသည့်ဖြစ်စဉ်မှအစကလက်စားမှုများပါပေါ်ပါပြီးစစ်တမ်းမှုအဆင့်ထိအရေးယူခံရခြင်းဖြစ်ကြောင်းသိရှိရပါသည် လက်စားမှုစစ်ကောင်မရှင်ကတရင်လွှင့်ထားတော်လဲစစ်ဖက်ရဲရလုံကျုံးအရာရှိချုပ်ဒူဆာယဖာချုပ်ဘိုချုပ်မင်းသူကိုယ်တိုင်စစ်ဆုံးရသည့်ချီနေများကိုစစ်စစ်ပြီးစစ်တိုင်းမှုဖြစ်သူကိုအရေးယူခြင်းဖြစ်ကြောင်းသိရှိရပါတယ်ဘုံမှုချုပ်မြုံမင်းထွေးသည်ဂျမန်နှစ်2024ဩဂုတ်ကကိုကန်တမ်ရော MNDA နဲ့ပူအောင်တပ်များလာရှိုးကိုတင်းစဉ်တိုင်းမှုဘိုချုပ်စိုးတဲ့အတူအရာရှိနဲ့စစ်ကောင်မရှင်တပ်ဖွဲ့ဝင်များလက်လက်ချရာတွင်ပါဝင်ခဲ့သူဖြစ်ပါတယ် ဆီယနာသိမ်းပြီးနောက်ပိုင်းအနောက်မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှုနေရာကိုယခုဘိုးချုပ်ကျော်သူရအပါဝင်၅ဦးထိပြောင်းလဲခံထားပြီဖြစ်ကြောင်းသိရှိရပါသည်